ကျွန်တော်တို့နာမကြပါတဲ့သမီးကတော့ဒီကနေဝယ်တဲ့ customer ဆိုတော့ပြပြပေးရနော်ဆိုင်နမလေးကတော့တန်ရောစင်ဆိုင်လေးပါနော်ဒီသူတို့စီမှာရနိုင်တဲ့ menu လေးတွေကတော့ထန်းလျက်မယ်နဲ့ဒိန်းချင်းနဲ့တစ်ခွက်ကုန်မှာ1500ပါပြီးတော့တကြားဒိန်းချင်းတစ်ခွက်ကို1500ပါ strawberry ဒိန်းချင်း2000ကျပ်ပါထောက်ပဲ့ဒီနဲ့ဒိန်းချင်းတစ်ခွက်ကို2000ပါ အဝိဖာယူတုတ်လဲတထောင်ပေါ့နော်ဒါလေးကတော့ပို့ပြီးတော့ကိုလဲတနိုင်တလောက်ပို့ပြီးတော့ဟိုသူတို့လဲထောက်ပံ့ရကြတာပေါ့နော်သူကဒါတော့ကိုရန်လုတ်တဲ့ဟိုကိုရန်လုတ်တယ်လို့တော့ဟိုပြောတာပေါ့နော်ဒါလဲပို့လဲလက်ရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ညီမတို့လဲစားနေကြဆိုတော့လေအပေးပါအောင်နော် ဟိုသူတို့ကကြတော့ဟိုဗောသူတို့နေနေရတော့ထောက်ကျက်မျိုးတဲ့သူတို့ထောက်ကျက်နေရဲ့ဟိုဗောကားတော့တက်တက်ချောက်စီးတာလေဗောတက်တက်ချောက်စီးတာပြီးတော့ဒီဗဟန်းမှာအများဆုံးရောင်းနေဆိုတဲ့အကြောင်းကိုသူလေးရေးပြပါရှင်သူကတော့စားတော့နည်းနည်းရေးတတ်တယ်ဗောနော်နားလာမကြမယ်နော်ရှစ်တန်းထိကြောင်းတက်ထားရဆိုတော့လေစားတော့နည်းနည်းလေးတော့ရေးတတ်တယ်ဗောတကယ်လို့အခက်ခဲဖြစ်တယ်ဆိုရင်စားသေးတယ်နေလေးရေးပြီးတော့ဝယ်လို့ရရယ်ဗောနော်တကယ်ရှင်ဟုတ် ာကောင်းမလို့ခညက်တိုင်ကြီးဖတ်ဖို့ထောက်ပါရပါအကြားတိုင်ကြီးဖတ်ဖို့ထောက်ပါရပါတော်ပဲအာဒီလမ်းလေးပေါ့အမြဲတမ်းဟိုသွားပြစ်တာပေါ့နော်အဲ့ဒါကြောင့်ညီမတို့ကအာဘောဆိုင်းပုတ်လေးကလည်းနားမကြောက်ဆိုတော့အဲ့ဒါကြောင့်တနာပြီးတော့အမြဲဝက်ပြစ်တာပါရှင်အော်တန်ရောစင်ပါရှင်အော်ဒါကတော့ဟိုဟိုဘော ဒီလိုပဲကောင်းအောင်ကောင်းကြရေးလုပ်စားရဲဆိုတော့လေအဲညီမတို့ကဟိုဒါပို့ပြီးတော့အားပေးအားပေးတင်တာပေါ့နော်ဒီလိုမျိုးဟိုမတတ်မဆန်းလေးတွေရောင်းနေဆိုရင်တော့ညီမတို့လူဟိုလူတွေကပေါ့တက်နိုင်တက်လောက်လေးပေါ့ဟိုဖွင့်ကြီးပေးတင်တယ်လို့ထင်တာပါရှင်ဟုတ်ဟုတ်ဟိုဒီပြောတာ12နှစ်ရှိပြီတော့ပြောပြပါလေရှင်12နှစ်လောက်တော့ရှိပြီလို့ရှင်ဟုတ်အော်ဒါတော့သူ့သမီးလေးပါရှင်သူ့သမီးကတော့နည်းနည်းပေါ့ဟိုစကားလေးပြောတတ်တော့သူ့သမီးကနောက်ကနေပြီးတော့လိုက်ပြီးတော့ဝိုင်းခုန်ကြီးပေးတာပါရှင်ဟုတ်ပါလေသမီးနာမဘလို့ခေါ်လဲသမီးနာမဘလို့ခေါ်လဲတဲ့ ရှာမမဲမမဲမမဲနမဲမမဲလေးရှင်တပ်ဘလောက်ရှိတယ်မိမိကအတက်ဘလောက်ရှိပါရည်လေ2အတက်အတက်မိရဲ့တက်ဘလောက်ရှိပါရည်လေအတက်လေးဘလောက်ရှိပါလဲမိရဲ့တက်6လား6ဝါ6 6နေတက်ဟုတ်ဩဘော ဒီအမပေါ့ဗောနော်အလုတ်ကလေးပါလေပေါ့တချို့ဆိုဟိုလိုအပ်တဲ့နေရာလေးပေါ့အမနဲ့ကန့်ညီမဲ့လုတ်လေးပါရှင်နေအလုတ်လေးပေါ့ဟောပေးစီခြင်းတယ်ပေါ့နော်ဟိုတက်နိုင်တလောက်လေးပေါ့ခွန်ကြီးပေးစီခြင်းမှာလေခုလိုခက်ခဲနေစမ်းတမ်းနေဟိုအချိန်နေမှာပေါ့နော်ဟုတ်စတော်ဘယ်ရီတင်ခြင်းစမ်းဖြစ်ပါလေရှင်ဟုတ်ပြရပါညီမတို့လူကောင်းတွေရောက်มาပါเนาะဒီလိုမျိုးတွေတဲ့တိတ်ပြီးတော့အရင်တက်နိုင်သွန်တိတ်မလုံနိုင်ဘူးပေါ့เนาะဒါဒီလိုမျိုးလောက်တဲ့ဆိုတာတော့ညီမတို့အတွက်လည်းပို့ပြီးတော့တို့ကြည့်ရအားနဲ့ပို့တတ်တယ်ပေါ့เนาะဟုတ်ကဲ့ရှင်ဟုတ်အတောင်နဲ့တောင်နဲ့တို့ကြည့်ရတော့ဖေးမကူညီတာပေါ့ပုံစံလေးကြီးကြည့်ရ ့ကရှင်ရောက်ယောက်ျားကိုချစ်ချစ်လာတဲ့ချစ်တယ်တဲ့ကျွန်တော်တို့နားမကြပါတဲ့သမီးကတော့ဒီကနေဝယ်တဲ့ customer ဆိုတော့ပြပြပေးရနော်ဆိုင်နံပါတ်လေးကတော့တန်ရောစင်ဆိုင်လေးပါနော်ဒီသူတို့စီမှာရနိုင်တဲ့ menu လေးတွေကတော့ထန်းလေးရမယ်နဲ့ဒိန်ချင်းနဲ့တစ်ခွက်ကမှ1500ပါပြီးတော့တကြားဒိန်ချင်းတစ်ခွက်ကို1500ပါ strawberry ဒိန်ချင်း2000ကျပ်ပါထောဘက်ဒီနဲ့ဒိန်ချင်းတစ်ခွက်ကို2000ပါအာဝေဖာယူတော့လဲ1000ပေါ့နော်ဒါလေးကတော့ပို့ပြီးတော့ကိုယ်လဲတနိုင်တဲ့လောက်ပို့ပြီးတော့ ဟိုသူတို့လည်းထောက်ပံ့ရကြတာပေါ့နော်သူကဒါတော့ကိုယ်တိုင်လုပ်တဲ့ဟိုကိုယ်တိုင်လုပ်တယ်လို့တော့ဟိုပြောတာပေါ့နော်ဒါလည်းပိုလေလက်ရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ညီမတို့လည်းစားနေကြဆိုတော့လေအားပေးပါအောင်နော်ตัวรอดิญาติดิบ้าน3ลําปักกันนี่ပြီးတော့ပတ်ရောင်းနေပေါ့เนาะနေရာတိုင်းကိုလည်းနန်းတိုင်းနဲ့လက်ရောင်းနေလို့တော့ပြောပါရဲ့ရှင်ညီမဖျက်ပြပေးတာပါဒီကလာရောင်းတာလေတဲ့ဒီကလာရောင်းတာလေတဲ့ ထောက်ထောက်ကြံ့နော်ထောက်ကြံ့လိုင်းကစီးပြီးဘာနဲ့လားဘာကနဲ့လားမအဟောသူတို့အကြတော့ဟိုဘောသူတို့နေနေရတော့ထောက်ကြံ့မျိုးတဲ့သူတို့ထောက်ကြံ့နေတဲ့ဟောဘောကားကတော့တက်တက်6စီးတာလေဘောတက်တက်6စီးတာပြီးတော့ဒီဗဟန်းမှာအများဆုံးရောင်းနေဆိုတဲ့အကြောင်းသူတွေရေးပြပါရှင်သူကတော့စာတော့နည်းနည်းရေးတတ်တယ်ဘောနော်နားလာမကြမယ်နော်၈တန်းထိចောင်းတက်ထားတယ်ဆိုတော့လေစာတော့နည်းနည်းလေးတော့ရေးတတ်တယ်ဘောတကယ်လို့အခက်ခဲဖြစ်တယ်ဆိုရင်စာလေးတွေနဲ့လေးရေးပြီးတော့ဝယ်လို့ရရယ်ဘောနော်တကယ်ရှင်ဟုတ်ကြောင်ကြောင်တက်မလားတဲ့ကြောင်ကြောင် ကျောင်းတက်မှာမိကျောင်းတက်မှာကျောင်းတက်မှာကျောင်းတက်မှာတချင်းဆိုရဝါနာပါလားချင်းဆိုလားချင်းပိုင်မှာဆိုလားချင်းပိုင်မှာဆိုတာပေါ့ညီမလေးကုသိုလ်ရတာပေါ့နော်ဒီလိုဒီလိုမျိုးအချိန်ခါမှာပေါ့ဒီလိုမျိုးတွေဟောကိုထက်နည်းနည်းပေါ့ဟိုပေါ့မတတ်မဆန်းနေဇန်နေဝယ်ရတဲ့အတွက်လဲကုသိုလ်လဲပူရတယ်တို့တွေ့လဲထောက်ခုဖြစ်တယ်ပေါ့နော်ဟိုတွေ့ရင်လဲလမ်းမတွေ့ရင်အပိတ်ကြပါအောင်ပေါ့နော်ဟုတ်ကဲ့ဆိုင်နာမည်လေးကတော့တန်ယုံစင်ဆိုင်လေးပါရှင့် ိုင်ရောစင်တွေအများကြီးနေပေါ့သူတို့မိသားစုတိုင်ရောစင်ဆိုပြီးနာမည်လေးပေးထားတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ကျေးဇူးပါ